ကင်းပြည်နယ်ဝော်လီမြို့အခြေဆိုင်ပြူဟာစခန်းတွေကနေတိတ်ဘောဘူစခန်းစီကိုစစ်ကူလာတဲ့စစ်ကောင်စီစစ်ကြောင်းတစ်ခုလုံးတိုက်ခိုက်ချိန်မုံခံလိုက်ရပြီးစစ်ကောင်စီတပ်သားအများပြတေဆုံးခဲ့ရတယ်လို့ဆယ်ဦးထံမှနေအရှင်ဖမ်းဆီးရမိခဲ့တယ်လို့စီရဲတဲ့အရင်မြစ်တွေရဲ့ပြပြချက်အရသိရပါတယ်။ KNL တပ်မ6တော်လန်ရေးပူပေါင်းတပ်တွေဝိုင်းရံပိတ်ဆို့တိုက်ခိုက်နေတဲ့တိတ်ဘောဘူစခန်းမကြရေးအတွက်အင်အား80နီးပါးပါတဲ့စစ်ကောင်စီတပ်ဟာမေလ28ရက်နေ့မနက်ပိုင်းကဝော်လီပြူဟာစခန်းကနေတဆင့် တေဘောဘိုးကျေးရွာစီကိုဦးတည်လာပြီးမြေပြင်ကနေစစ်ကြောင်းထိုးလာခဲ့ရာဒီမိုကရေစီအကျိုးပြုကရင်တပ်မတော် DKBA ဗဟိုဌာနချုပ်ဖြစ်တဲ့စုံစည်းမြိုင်မှာရောက်ရှိလာခဲ့တာဖြစ်ပါတယ် DKBA ဗဟိုဌာနချုပ်ဖြစ်တဲ့စုံစည်းမြိုင်မှာရောက်ရှိလာနေတဲ့အင်အား90နီးပါးပါတဲ့စစ်ကောင်စီတပ်စစ်ကြောင်းကို KNL, KNDO, PDF ပူးပေါင်းတပ်ဖွဲ့တွေကစုံစည်းမြိုင်အနီးမှာကြားဖြတ်ပိတ်ဆို့တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်စစ်ကြောင်းတစ်ကြောင်းလုံးထိခိုက်သွားခဲ့ရပြီးအများပြားတေဆုံးသွားခဲ့တယ်လို့စစ်ရေးသတင်းအရင်းမြစ်တွေကဆိုပါတယ်။တိုက်ပွဲတွင်စစ်ကောင်စီတပ်သားအ ਨੇ ဆုံး၁၀ဦးကိုလည်း KNL တပ်မ6တော်လိုင်းရေးပူပေါင်းတပ်တွေကအရှင်ဖမ်းဆီးရမိခဲ့တာတွေရှိသလိုအထိနာခဲ့တဲ့စစ်ကောင်စီတပ်က DKPA ဘိုးဌာနချုပ်ဖြစ်တဲ့စုံစည်းမြိုင်ကိုလေကြောင်းကနေအပြင်းထန်ပုံကျဲတိုက်ခိုက်နေတယ်လို့စစ်ရေးသတင်းအရင်းမြစ်တွေကပြောပါတယ်။ မေလ29ရက်နေ့နဲ့28ရက်နေ့အတွင်းတေဘောဘိုးစခန်းစီကိုစစ်ကူဖို့ရောက်ရှိလာတဲ့စစ်ကောင်စီတပ်စစ်ကြောင်းကို KNL PDF viewer 30နဲ့ပူးပေါင်းစစ်ကြောင်းတွေကပိတ်ဆို့တိုက်ခတ်ရှင်းလင်းနိုင်ခဲ့ပြီးစစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့လက်နက်ခဲယမ်းတွေကိုလည်းသိမ်းဆည်းရမိခဲ့တယ်လို့စစ်တပ်နဲ့စစ်ကြောင်းကလည်းသတင်းထုတ်ပြန်ထားပါတယ်ထိုင်းနယ်စပ်အနီးမှာစစ်ကောင်စီတပ်ရဲ့လေရင်လာရောက်ဘုံကျဲတိုက်ခိုက်နေတဲ့အတွက်ထိုင်းစစ်တပ်ကလည်းတိုက်လေရင်တွေဆေလွတ်ထားသလိုနယ်စပ်တစ်လျှောက်မှာလည်းတပ်ဖွဲ့ဝင်တွေချထားပြီ နယ်စပ်လုံခြုံရေးကိုလှည့်လည်စောင့်ကြည့်နေတယ်လို့လဲထိုင်းသတင်းတွေကဖော်ပြသိပေးထားပါတယ်။ပြင်ပင်းနယ်မြောက်ဒီခရိုင်ဝေါ်လီမြောက်ဒီကားလမ်းပေါ်မှာရှိတဲ့စစ်ကောင်စီတပ်ရဲ့တိဘောဘိုးစခန်းကိုမေလ28ရက်နေ့က KNL တပ်မှ6တော်လိုင်းရေးပူပေါင်းတပ်တွေကထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရာစခန်းမကျဖို့အတွက် စစ်ကောင်စီတပ်ဟာလေကြောင်းကနေစစ်ကူပို့လာတဲ့အချိန်မှာလမ်းတစ်ဝက်မှာပဲကြားဖြတ်ချိန်မှတိုက်ခိုက်ခံခဲ့ရတာဖြစ်ပါတယ်။တိဘောဘိုးတိုက်ပွဲကြောင့်တိဘောဘိုးတောင်နီစုံစည်းမြိုင်စတဲ့ကြေးရွာတွေက ဒေသခံ300ကျော်ထိုင်းနိုင်ငံထဲကိုထွက်ပြေးတန်းဆောင်ရောက်ရှိနေခဲ့ပြီးထိုင်းအာဏာပိုင်တာဝန်ရှိသူတွေကစောင့်ရှောက်ကူညီပေးထားတယ်လို့သိရပါဗျ။ KNL တပ်မဟာ6ဦးဆောင်တဲ့တော်လိုင်းပူပေါင်းတပ်တွေဟာစစ်ကောင်စီတပ်ရဲ့တိတ်ဘောဘိုးစခန်းပြင်ကနယ်လေမော်ခီစတဲ့စခန်းတွေကိုပြီးခဲ့တဲ့မေလ20ရက်နေ့ကစတဲ့တိုက်ခိုက်မှုတွေလှုပ်ဆောင်နေတဲ့အတွက်နှစ်ဖက်တိုက်ပွဲတွေအပြင်းထန်ဖြစ်ပွားနေပြီးစစ်ကောင်စီတပ်ကတော့စခန်းမကျဖို့အတွက်လေကြောင်းကိုသာအဓိကအားထားအသုံးပြုတိုက်ခိုက်နေရတာဖြစ်ပါတယ်။